နောက်ခုစွမ်းအင်တင်သွင်းခြင်းပေါ့နော်ယူနန်ပြည်နယ်ယူနန်ပြည်နယ်ရူလီနယ်မူဆယ်နယ်ပေါ့နော်930 kva ဓာတ်အားလိုင်းချိတ်ဆက်မှုကို2023ခုနှစ်မှာဆောင်ရွက်ရန်ရထားခဲ့ပေမဲ့လည်းဒီ1027ကလည်း2023မှာဖြစ်သွားတာအောင်ရှေ့ဒေတာရင်းလုံကြုံရေးအခြေအနေဒီကြောင်းမလို့ကျွန်တော်တို့အမလုံနိုင်ဘူးပေါ့နော်ဒီယူနန်ပြည်နယ်ရဲ့ရူလီနဲ့မြန်မာပြည်နယ်မြန်မာပြည်ရဲ့မူဆယ်ကြားမှာ အဲကျမတို့230 kva ဓာတ်အလိုင်းချိတ်ဆက်မှုလဲလုံခြုံရေးခြေနေကြောင်းမအောင်မြင်ဘူး။နောက်အိန္ဒိယနိုင်ငံနဲ့လည်းအဲ့လိုပါပဲ2024ဖေဖော်ဝါရီလမှာဒါအိန္ဒိယကလည်းဒီ BIM State Data အတွင်းမှာဓာတ်အားချိတ်ဆက်ခြင်းစီမံကိန်းဆောင်ရွက်နိုင်ဖို့အိန္ဒိယစူးစမ်းနေပေမဲ့လည်းအဓိကတော့ BIM State ရဲ့တခြားနိုင်ငံတွေနဲ့လုံနိုင်ကောင်းလုံနိုင်မယ်။ကျမတို့မြန်မာနဲ့အိန္ဒိယချားမှာရှိတဲ့ချင်းပေါ့နော်။ဟိုချင်းတို့ဘင်္ဂလားဒေ့ရှ်ရဲ့မြောက် sorry ရခိုင်ရခိုင်ရဲ့မြောက်ပိုင်းပေါ့နော်စသဖြင့်ဒီလိုတွေမှာကျမတို့မလုံခြုံတာကြောင့်မလို့လုံခြုံရေးအခြေအနေကြောင့်မလို့ဆောင်ရွက်နိုင်ဖို့ကျမတို့ခက်ခက်ခဲနေတာဖြစ်ပါတယ်ရှင့်အဲနောက်တစ်ခုကတော့အခုအခုထိကျမပြောခဲ့တာမဟာဓာတ်အားလိုင်းနဲ့ ေးတာတွေပေါ့နော်အနောက်ပိုင်းဘာတွေရှိသေးလဲဆိုမဟာဓာတ်အားလိုင်းပြင်ပတိချာဓာတ်အားလိုင်းအသေးတွေလည်းရှိပါတယ်ရှင်ဟိုမီနီဂရစ်လို့ခေါ်ပါတယ်ဟိုပေါ့ off grid mini grid လို့ခေါ်ပါရှင် off grid ဆိုတာတကယ်မဟာဓာတ်အားလိုင်းပြင်ပ mini grid ဆိုတာတော့အတိကျတာအားလိုက်အသေးလေးတွေပေါ့နော်ဆိုလို့ရှိရင်တိကျတာအားလိုက်များကြုံတွေ့ရတဲ့အခက်အခဲတွေလည်းရှိပါတယ်အဲလောင်စာစီနှုံဆေးမြင့်နေပေါ့ဥမာထားပါတော့ဒီရွာမှာဂျန်နရေတာကြီးဝယ်မယ်ဂျန်နရေတာကြီးဝယ်ပြီးတော့မှဒီမီးဆက်နဲ့တရွာလုံးကိုမီးပေးမယ်ဆိုရင်အဲ့ဒီဒီဇယ်ဘို စေးကြီးတယ်ပေါ့နော်စသဖြင့်ဒီလိုလေးတွေရှိနေတယ်နောက်လျှက်စစ်တပ်အားခိုးယူသုံးဆွဲခံရတယ် ဆိုလို့ရှိရင်လူတွေကလည်းဟိုဟာပေါ့စီးပွားရေးရတွက်ချေကန့်အောင် လုပ်ရမယ့်အစားပေါ့နော်လုပ်လုပ်ရမယ့်အစားဒီဓာတ်အားကိုခိုးယူပြီးသုံးဆွဲနေတဲ့အခါကျတော့ထုတ်လုပ်တဲ့လူကရှုံးနေတာပေါ့နော်ပြီးရင်ကျွမ်းကျင်ပညာရှင်နဲ့လှုပ်သားလုံလောက်မှုမရှိဘူး။နောက်ကြက်ငွေတန်ဖိုးကျဆင်းနေတဲ့အခါကျမြန်မာငွေနဲ့မီတာကိုရောင်းထားတဲ့အခါကျတော့မီတာကကောက်နေတဲ့အခါကျတော့ဟိုထုတ်လုပ်တဲ့လူကရေရှည်ကျတော့မကိုက်ဘူးပေါ့နော်။နောက်ငွေကြေးဖောင်းပွားမှုနှုံမြင့်မာတယ်။နောက်လျှက်စစ်ဓာတ်အား ထုတ်လုပ်လဲပပြုပြင်ထိန်းသိမ်းရေးဇယိတ်ဇယိတ်တွေလည်းမြင့်မားလာတယ်ဆက်တေဆိုတော့ရေရှည်တုံးတာနဲ့အမြကျမတို့ကဆက်တေကကြလာပြီးတော့မှပြုပြင်ထိန်းသိမ်းဇယိတ်တွေနောက်ကျွမ်းကျင်လုပ်သားတွေလည်းလိုအပ်တာဖြစ်ပါရဲ့။နောက်မတီရင်းနှီးငွေရရှိမှုအကန့်အသတ်ရှိတယ်ဆိုဒီကျမတို့ ဒီလျှက်စစ်တပ်အားထုတ်မယ်ဆိုရင်ပတ်စံချီးပေးမယ်အတိုးနှုံနှုံနဲနဲနဲချင်းငွေချပေးမယ်စသဖြင့်ဒီလိုမျိုးဟိုထောက်ပံ့မှုတွေလည်းမတီငွေရင်ရရှိမှုလည်းနည်းတယ်ပေါ့နော်။နောက်ထိခိုက်လွယ်အိမ်တော်စုများကိုယ်တိုင်ကလည်းလျှက်စစ်တွယ်တန်းနိုင်ခြင်းမရှိဘူးပေါ့နော်။ဆိုလို့ရှိရင်ပေးမယ်လူကပေးပဲဆိုပေမဲ့ကိုယ်အိမ်ထိမီးတွယ်ဖို့ဟာအဲဒါမတက်နိုင်တဲ့အိမ်တော်စုတွေလည်းရှိနေတယ်ဆိုတော့အဲ့တော့တိကျတာအားလိုင်းနေကြုံတွေ့ရတဲ့အခက်အခဲတွေဖြစ်ပါတယ်ရှင့်။ပြီးလို့ရှိရင်မြန်မာမြန်မာအမျိုးသားလျှက်စစ်တပ်အားပေး စီမံချက်ပေါ့နော် National Electrification Plan ဆိုပြီး NEP ဆိုပြီးတော့မှ2015ခုနှစ်မှာရေးဆွဲခဲ့တယ်အဲ့ဒါတော့ဟိုဘဟု sorry ကဘာပန်ရဲ့ကဘာပန်ရဲ့အကူအညီနဲ့ရေးဆွဲခဲ့ပါတယ်နောက်ကဘာပန်ကလည်းအဲ့ဒီမှာကုန်ကြဆိတ်ဘယ်လောက်ရှိမယ်ဆိုတွက်ချက်ပြီးတော့မှဒီကုန်ကြဆိတ်တွေလည်းသူတို့ကဒီအတိုးနည်းနည်းနဲ့ချင်းငွေထုတ်ပေးမယ်ဆိုပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့အဲ့ဒီရည်ရွယ်ချက်ကတော့အဲ့ဒီ NEP ပေါ့နော်မြန်မာအမျိုးသားလျှက်စစ်တပ်အားပေးစီမံချက် NEP ကနော်2030ခုနှစ်မှာအိမ်အောင်စု9တသမ2တန်းကို ိုလျှက်စစ်မီရရှိဖို့ရည်ရွယ်ပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါရှင်ကျမနားလည်သလောက်တော့2030ခုနှစ်မှာမြန်မာတပြည်လုံးလျှက်စစ်မီလင်းရမယ်ဆိုပြီးတော့မှကမ္ဘာပံက NEP ရေးဆွဲခဲ့တာဖြစ်ပါတယ်ရေးဆွဲခဲ့ပြီးဒေါ်လာလည်း အဘီလီယံရာချီပေါ့လေ300 400အဲ့လောက်တောင်ကုန်မှာဖြစ်ပါရှင့်အဲ့ဒီငွေတွေကိုအကဘာပန်းနေကျမတို့အတိုးနဲ့နဲ့နဲ့ခြိပေးပြီးဆောင်ရွက်မယ်ဆိုတာမျိုးပေါ့နော်အဲဒီလိုမျိုးစီမံချက်တွေလည်းရှိခဲ့ပူပါတယ်နောက်ပထမပိုင်းမှာကဘာပန်းရဲ့ဘန်နာရေးအထောက်ပံ့နဲ့ဆောင်ရွက်ခဲ့တယ်ဒါပေမဲ့2021နောက်ပိုင်းကျတော့လည်းဒါတွေရုပ်သိမ်းသွားတာပေါ့နော် ဆိုလို့ရှိရင်တီးခြားထားအလိုင်းကွန်ရက်က83ခုရှိတယ်အိမ်အောင်စုပေါင်း12500ပေးခဲ့တယ်အဲ့ဒါ NEP အောက်မှာပါဝင်တဲ့စီမံကိန်းတွေဖြစ်ပါတယ်ရှင် NEP မှာပါဝင်တဲ့တီးခြားထားအလိုင်းကွန်ရက်တွေဟာ83ခုရှိပြီးတော့မှအိမ်အောင်စု12500ကိုဟိုမီးပေးနိုင်ခဲ့တယ်။နောက်နေရနေရောင်ကြီး၃အိမ်၃လျက်စစ်ထားအပေးစနစ်တွေလည်းအိမ်အောင်စုပေါင်း၄သိန်း၂000ကိုပေးနိုင်ခဲ့တယ်လို့ပြောပါတယ်ရှင်။ဒါ NEP အောက်မှာရှိတဲ့ အဲဒီတိကြထအားလိုင်းဖြစ်ပါရှင့်နေအောင်ကြီးသုံးနောက်ကျေးလက်စေးပေးကန်းကြောင်းနဲ့ရရွာအများသုံးအဆောက်အဦတွေအပါဝင်အဲအဆောက်အဦပေါင်း1900နဲ့800အောင်လဲမီးပေးကန်းနဲ့ခဲ့နိုင်တယ်လို့အဲဒီစင်းစရားတွေအရာတိရှိရပါတယ်နောက်လမ်းမီးတိုင်ပေါင်းလဲအဲ9200ပေါ့နော်လျက်စစ်မီးထွန်းကြီးနိုင်ခဲ့တယ်နောက်အထက်ပါမီးရရှိခဲ့တဲ့နေရာများမှာယခုခါမှာလက်နက်ကင်ထိတွေ့မှုတွေဖြစ်တဲ့အရင်မြင့်မလုံလောက်မှုတွေခုနဟိုတပိုင်းတနိုင်ထုတ်လုပ်တဲ့သူတွေလဲ စီတက်တွက်ချေမကြိုက်တာပေါ့နော်အရင်မြင့်မလုံလောက်မှုတွေကြောင့်မလို့ထုတ်လုပ်မှုရော့ကျလဲရှိတယ်လို့သိရပါတယ်ရှင့်။နော် ARD နဲ့တနင်္သာရီတိုင်းဒေသကြီးမှာရှိရတီးခြားတအားလိုင်းကွန်ရဲ့53ခုသာလဲပတ်နိုင်ကြောင်းတွေ့ရှိရပါတယ်တဲ့။ ။နောက်ပြိပခတ်များဖြစ်ပေါ်လဲရှိတဲ့သခိုင်းတိုင်းဒေသကြီးရခိုင်ရှမ်းနဲ့ကယားပြည်နယ်များရှိတဲ့တီးခြားတာအပေးကွန်ရက်တွေလည်းမလဲပတ်နိုင်တော့ဘူးပေါ့နော်။အဓိကကဘာလဲဆိုရင်အဲ့ဒါကြောင့်မလို့ကျမတို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်ကျမတို့အခြေခံအဆောက်အုံတွေဖွံ့ဖြိုးတိုးတက်ဖို့လိုတဲ့လမ်းတွေတံတားတွေမီးတွေရေရေပေးဝေတဲ့စနစ်တောက်သုံးရေစိုက်ပျိုးရေပေါ့နော်။စသဖြင့်ကျောင်းတွေဆေးရုံတွေစသဖြင့်ဒီလိုအခြေခံအဆောက်အုံတွေကျမတို့ဖွံ့ဖြိုးတိုးတက်ရမှာဖြစ်ပါတယ်။အဲ့လိုအစားကိုကျမတို့ကဘာဖြစ်နေလဲဆိုရင်ပရိပက္ခတွေဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ဓာရီမဆောင်ရွက်နိုင်တာဖြစ်ပါတယ်ရှင်။နောက်အထွေထွေစိန်ခေါ်မှုများပါရှင်။အမျိုးသားလျှက်စစ်တပ်အားပေးစီမံချက်ပါတီးခြားအဲတာအကွန်ရက်တီဟာတဲ့ခက်ခဲရှုပ်ထွေးမှုကြားအနေနဲ့၎င်းတို့ရဲ့စိတ်ချယုံကြည်မှုကြံ့ကြံ့ခံနိုင်မှုကိုတွေးရှိရတယ်စူးစမ်းပြီးတော့မှ အပေးနေတာပေါ့နော် reliable ဖြစ်တယ်ပေါ့စိတ်ချယုံကြည်လို့ရတယ် resilient ဖြစ်တယ်စူးစမ်းပြီးပေးနေကြတယ်အဲ diesel ဈေးမြင့်တက်လာတယ် battery စွမ်းဆောင်ရည်ကျဆင်းလာတယ်ကျမတို့နေအောင်ကြီးနဲ့ပေးရင်လေနေအောင်ကြီးနဲ့ကနေရတယ်လျှက်စစ်တပ်အားကိုကျမတို့ battery တွေထဲမှာတိမ့်ထားရတာဟုတ်ရှေ့တိမ့်ထားတော့အဲ့ battery ရဲ့စွမ်းဆောင်ရည်တွေကျဆင်းနေတယ်ပေမဲ့လည်းတဲ့တနေ့ကိုတော့16ကနေ24နာရီအထိဒါအားပေးနိုင်တယ်ဆိုတာဒါကတော့ဟိုပါပေါ့ဟိုပါပေါ့အိမ်အောင်စုအနည်းစုဖြစ်မှာပေါ့ရှေ့အဲဒီလိုမျိုး ဟိုပါပေါ့နော်ဟိုပါပေါ့တိကြတာအပြီးကွန်ရက်တရနေပေးနေတာ16နိုင်ရနေ24နိုင်ကြမီးရနေတယ်ပြီးလို့ရှိရင်အိမ်အောင်စုပေါင်း18000နဲ့128ပေါ့နော်66ရာခိုင်နှုန်းဟာတဲ့လျက်စစ်မီးရရှိထားပြီးတော့မှအိမ်အောင်စု 9434ခုဟာလျက်စင်မီတွေ့တန်းရဆောင်ဆိုင်နေကြရတယ်ပေါ့နော်ဒီလိုလိုချင်တဲ့လျက်စင်မီလိုချင်တဲ့အိမ်အောင်စုတွေလည်းရှိနေတယ်။အဲတော့လျက်စင်မီမရရှိသေးတဲ့အိမ်အောင်စုများအတွက်ကိုနေအောင်ကြီး3လျက်စင်နဲ့လျက်စစ်တပ်အားတူလောင်စနစ်တိုးချက်တည်ဆောက်ရန်လည်းလိုအပ်လျက်ရှိတယ်ပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ဆိုလာပန်နယ်လေးပဲတိုက်ရင်တော့ကိုယ်တိုင်နဲ့ရကောင်းရမယ်။မီးလိုင်းရမယ်။မီးမလိုင်းမရဘူး။ဒါပေမဲ့မီးရကြတော့နေ့လယ်မှာနေနေရတဲ့အချိန်မှာမီးရညကြမှာထွန်းတာဆိုတော့ကျမတို့ကဒီဒီဒီဟိုပါပေါ့ ဒါအားတူလောင်တဲ့စနစ်လေးလဲကျမတို့ယင်းနှိမ့်မြုပ်နှံမှာဖြစ်ပါတယ်ရှင်